ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ KN အမျိုးသားအစည်းအရုံး KNU ကောတူလေအုတ်ချုပ်မှုနယ်မြေအတွင်းအကြမ်းဆက်တက်ကလေးချောင်းနဲ့လက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခတ်မှုကြောင့်ចောင်းသူចောင်းသား15ဦးသေဆုံးကစာတင်ចောင်းပေါင်း16ចောင်းပျက်စီးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။2025ခုနှစ်ဇန်နဝါရီလကနေစက်တဘာလအထိကောတူလေအုတ်ချုပ်မှုနယ်မြေအတွင်းမှာရှိတဲ့စာတင်ចောင်းများကိုအကြမ်းဖက်စစ်ခွေးတပ်ကပြစ်မှတ်ထားပြီးတော့လေးချောင်းလက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခတ်မှုကြောင့်ចောင်းသားចောင်းသူစုစုပေါင်း15ဦးသေဆုံးပြီးတော့ ောင်းသားအကြောင်းသူ36ဦးဆရာဆရာမ2ဦးတို့ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်စာတင်အကြောင်းပေါင်း78ကျောင်းထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။2025 2026ပညာသင်နဲ့အတွင်းမှာကရင်ပညာရေးနဲ့ရင်းချမှုဌာန KECD တို့ကဦးဆောင်ပြီးတော့ကော်တူလေးအုပ်ချုပ်မှုနယ်မြေမှာရှိတဲ့စာတင်ကျောင်းပေါင်း1838ကျောင်းကိုဖွင့်လှစ်ထားတဲ့အတွက်ကျောင်းသားကျောင်းသူပေါင်း34962ဦးအတွက်ဆရာဆရာမပေါင်း 11939ဥခန့်အပ်ထားရာစာတင်ကြားပို့ချပေးလျက်ရှိတယ်လို့သိရပါဗျ။အခုလိုမျိုးပညာတင်ကြားနေရတဲ့ចောင်းသားចောင်းသူများ ဆရာဆရာမများအနေနဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကစာတင်ကြောင်းများကိုပြင်ပထားပြီးတော့ရည်ရွယ်ချက်ရှိရှိနဲ့လေးကြောင်းလက်နက်ကြီးများနဲ့အဆက်မပြတ်တိုက်ခိုက်လာတဲ့အတွာကြောက်ရွံ့စွာနဲ့ပညာသင်ကြားနေရကြောင်း KNU ဘဟုကဒီနေ့အော်တိုဘားလ9ရက်နေ့မှာကြောက်ရွံ့တဲ့ကမ္ဘာဆရာများနဲ့အထိမ်းအမှတ်ထုတ်ပြန်ချက်မှာပြောဆိုထားပါတယ်။ဒါကြောင့်ကော်တူလေးအုပ်ချုပ်မှုနယ်မြေများအတွင်ကျောင်းဆရာဆရာမများနဲ့ကျောင်းသားကျောင်းသူများလွတ်လပ်စွာပညာသင်ကြားခွင့်ရရင်းနဲ့အသက်အန္တရာယ်ဆိုးရိမ်ရမှုများကနေပြီးတော့ကင်းလွတ်စေရန်အတွက်ကုညီပေးကြပါရန်နဲ့စစ်အာဏာရှင်အုပ်စုကို ၎င်းတို့ကျွလွန်ခဲ့တဲ့ပြည်မှုများအတွက်ဖိအားပေးမှုနဲ့အရေးယူမှုများကိုဆောင်ရွက်ပေးရန်နိုင်ငံတကာအဖွဲ့အစည်းများအရက်ဘက်အဖွဲ့အစည်းများကို KNU KN အမျိုးသားအစည်းအရုံးကတိုက်တွန်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။